ဒါအပါရင်းမှာ၈နှစ်ကြာကင်တွယ်ခဲ့တယ်။အဲကပ်ဝင်နာကပ်ချန်ပီယံဖြစ်တယ်။ဒါ1983မှာပဲနော်ဒဟမ်ဘတ်ကိုအနိုင်ယူပြီးတော့မှဒါသူတို့စူပါကပ်ချန်ပီယံဖြစ်တယ်။အားလုံးကလေစိတ်ဝင်စားနေကြတယ်။ပရီးမီယာလိဂ်ကလပ်တွေပေါ့။အဲဒီတော့ကတော့ဒါ first division ကလပ်တွေပေါ့။ဒီအသင်းတွေကလည်းသူ့ကိုတောက်လျှောက်စူးစမ်းနေတယ်။စူးစမ်းတဲ့အခါမှာလည်းဒီ အဘာနဲ့နှီးပြပွားမှာတဲ့ဟိုကကြိုးစားတယ်ဒရုန်းအက်ကစ်ဆန်ရင်ဆိုင်ရတဲ့ထဲမှာစီကမိုင်းပြဿနာလေးပေါ့နော်စီကမိုင်းပြဿနာလေးပါတယ်အဲ့ဒီထဲမှာဆိုရင်ဒါ Brian Robson တို့အပါဝင်ခါတော့အခုပြောသွားတဲ့ဒီဘောလုံးသမားတွေပေါ့လေပြဿနာပါလဲဆိုတော့အရင်အစည်းအဝေးမှာလဲဒါအခုပြောရဲကူတာပါပါတယ်အရက်တောက်တဲ့ပြဿနာဇီဝထထင်ခေါ်တယ်ခေါ်ပြီးတော့လူငယ်နဲ့ဒီလူလက်တွေတအုပ်စုတက်ကြီးပိုင်းကစားသမားတွေတအုပ်စုအဲ့အဲ့တက်ကြီးပိုင်းကစားသမားအုပ်စုတွေကိုလူငယ် လူငယ်မဟုတ် sorry လူလက်ကစားသမားတွေထဲကခွဲလာတော့လူငယ်လူလက်တုပ်စုတက်တက်တွေ့တယ်။တကြိုင်ကစားသမားတွေတက်တက်တွေ့တယ်။အဲ့တော့အဲ့လူလက်အုပ်စုထဲကတချို့နာမည်ကြီးကစားသမားတွေအဲသူတို့ကိုကြတော့ဒီလူကြီးအုပ်စုတွေထည့်ပြီးသူစကားပြောတယ်